မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာဘဏ်တွေကမြန်မာကျပ်ငွေ CAB နဲ့ထားရှိရမယ့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျွလွန်တဲ့ပြည်မြောက်ပိုရှန်သီးသန့်ငွေအပေါ်မှာပေးတဲ့အတူနှုန်းကို3.800ခန်းနှုန်းကနေ600ခန်းနှုန်းကိုတိုးမြင့်သတ်မှတ်လိုက်တယ်လို့မလ27ရက်မှာဗဟိုဘဏ်ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာဘဏ်တွေရဲ့ငွေကြေးလွယ်ကူမှုကိုပုံမှန်အထောက်အကူပြုစေဖို့နဲ့ဘဏ်တွေအတူဝင်ငွေပုံမှန်ရရှိစေဖို့ဘဏ်တွေကမြန်မာကျပ်ငွေ CAB နဲ့ထားရှိရမယ့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျွလွန်တဲ့ ပြမ်းမြောက်ပူရှန်သီးသန့်ငွေအပေါ်ပေးတဲ့အတူနှုန်းကို3.800ခန်းနှုန်းကိုတိုးမြင့်သတ်မှတ်တာကိုရည်ညွှန်းချက်ပါညွှန်ကြားချက်အမှတ်၄မြင်းဆောင်2024နဲ့ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာအတန်အသင့်မြန်မာလေးရဲ့ရှိတဲ့ဗဟိုဘဏ်ပြင်ပမှာရှိတဲ့လှည့်လည်သုံးစွဲငွေကို သွေးဝိုက်တဲ့နေလနဲ့ရှော့ချနိုင်စေဖို့အတုံးနှုံတည်ဆောက်မှုပုံစံမှန်ကန်မှုကိုအထောက်အကူဖြစ်စေဖို့နဲ့ဘန်တွေအတုံးဝင်ငွေပုံမရရှိခြင်းဖြင့်ဘန်လုပ်ငန်းကဏ္ဍတည်ငြိမ်မှုကိုအထောက်အကူဖြစ်စေဖို့ရည်ရွယ်ပြီးဘန်တွေကမြန်မာကျပ်ငွေစီးပြီးနဲ့ထားရှိရမယ့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်တဲ့ပြည်မြပူရှန်သီးသန့်ငွေအပေါ်ပေးတဲ့အတုံးနှုံကို2025ခုနှစ်ဖေဖော်ဝါရီ28ရက်မှာကျင်းပခဲ့တဲ့ငွေကြေးမူဝါဒကော်မတီအစည်းအဝေးတင်ပြဆောင်2025ဆုံးဖြတ်ချက်အရပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။ အစိုးရပြင်းမြပူရှံသေးတံငွေအပေါ်အတိုးပေးရမှာပြင်းမြပူရှံသေးတံငွေပမာဏအနည်းဆုံး7.8ဘီလီယံနဲ့အထက်ရှိတဲ့ဘဏ်တွေကသာအတိုးပေးမှာဖြစ်ပြီးအများဆုံးပူရှံသေးတံငွေပမာဏငွေကျပ်90ဘီလီယံအထိသာခွင့်ပြုမှာဖြစ်ပြီးပြင်းမြပူရှံသေးတံငွေအပေါ်ပေးမဲ့အတိုးနှုန်းကို600ဂိုင်းနှုန်းကိုတိုးမြင့်သတ်မှတ်တာဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာအတိုးပေးမဲ့အနည်းဆုံးနဲ့အများဆုံးပိုရှန်သေးတံငွေပမာဏဘောင်သတ်မှတ်ချက်နဲ့ ပြင်းပြပိုရှံတီးတန့်ငွေအပေါ်ပေးမဲ့အတွုံုံကိုအခအားလျော်စွာသုံးသပ်ပြီးဈေးွက်လိုအပ်ချက်နဲ့ကိုက်ညီစေဖို့ပြောင်းလဲပြင်ဆင်တာတိုးချင်းလျှော့ချင်းပြုလုပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။အတွုံငွေကိုတွက်ချက်ရမှာအနည်းဆုံးတီးတန့်ငွေလိုအပ်ချက်ထိမ့်သိမ့်မှုကာလအလိုက်နောက်ဆုံးနေ့မှာရှိတဲ့ပြင်းပြပိုရှံတီးတန့်ငွေအပေါ်မှာတွက်ချက်မှာဖြစ်ပြီးထိမ့်သိမ့်မှုကာလနောက်ဆုံးနေ့ရက်ရက် T+2 နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘက်မှရှိတဲ့သက်ဆိုင်ရာဘဏ်ရဲ့စည်ရင်းကိုအလိုလျောက်ထည့်သွင်းပေးမှာဖြစ်တယ်လို့သိရပါဗျ။ပြည်မြောက်ပူရှန်သီးသန့်ငွေအပေါ်အတိုးပေးတာကို2025ခုနှစ်မလ26ရက်ကနေဧပြီ22ရက်အထိထိန်းသိမ်းမှုကာလကနေစတင်ကျင့်သုံးသွားမှာဖြစ်ပြီးပြည်မြောက်ပူရှန်သီးသန့်ငွေအပေါ်မှာအတိုးပေးတာကိုမြန်မာကျပ်ငွေနဲ့လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေခွင့်ပြုထားတဲ့နိုင်ငံပိုင်ဘဏ်တွေပုဂ္ဂလိကဘဏ်တွေနဲ့နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ်တွေကိုတပြေးညီဆောင်ရွက်မယ်လို့သိရပါဗျ။